ဒီအစိုးရရန်ဒီယာချုပ်ချက်နိုင်ဖို့ရက်တနိုင်ဖို့ကဒီလူငယ်တွေဖြစ်ဖြစ်တယ်အခုချိန်မှာလေအဲ့ဒီလူငယ်တွေကဥဆောင်ပြီးတော့ဒီကြာယာကန္တာကနေလှုပ်ဆောင်တဲ့ချိန်မှာအာပြောမယ်ဆိုဆိုတော့အမျိုးသမီးတွေဆိုတော့တော်လန်ကြီးမှာအာနာဖြစ်ဆန်တဲ့ဖက်မှာဥဆောင်တဲ့ချိန်မှာလှုပ်ဆောင်တဲ့ချိန်အချိန်မှာကြည့်မယ်ဆိုတော့6ဆရာခိုင်နှုတ်အထစ်တောင်မှအမျိုးသမီးတွေကအာရှေ့တန်းမှာပြေးပြီးတော့ လုံတဲ့ဟာတွေလေးကျွန်တော်တို့မြင်တွေ့ခဲ့ရတာပေါ့လေဒီအာနာရှင်စနစ်ကကျွန်တော်တို့90ကျော်ထိတောင်မှအာနာရှင်တွေကကြီးစိုးပြီးအဲ့ဒါကြောင့်လည်းကျွန်တော်တို့ဒီဟာကိုဒီတိုင်းပဲကျွန်တော်တို့နေမယ်ဆိုရင်ကျွန်တော်တို့လူငယ်ဘဝကလည်းတော်တော်လေးအရာရောက်မှာမဟုတ်ဘူးအမျိုးသမီးနဲ့လူငယ်တွေရဲ့တက်ကြွဥဆောင်မှုဟာအာနာရှင်စနစ်ကိုတွန့်လှန်ချေမှုန်းဖို့ရအတွက်မျက်မှောက်ရဲ့ တော်အပြည့်ုံတမကဘေကျွန်တော်တို့တော်လန်ရဲ့အောင်မြင်ပြီးနောက်မှာတည်ဆောက်ရမယ့် Federal Democracy နိုင်ငံတော်တည်အဓိကအခြေခံအုံမြင့်ပါချမှတ်နိုင်မယ်လို့ကျွန်တော်အနေနဲ့အာယုံကြည်မှုရှိတယ်ဆိုတာကိုလည်းအာပြောချင်ပါတယ်ဟုတ်ဒီချင်းကအဖွဲ့အစည်းအတွင်းကွေးလွှဲမှုတွေကိုထုတ်ဖော်ပြသပြီးတော့အချိန်ကုန်ခံရမယ့်အချိန်မဟုတ်ဘဲ ဘုံရန်သူကိုအာယုံဆူဆိုင်ပြီးအပြပြန်ပြီးဆူဆီဖို့အရေးကြီးတဲ့အချိန်ဖြစ်တယ်လို့ကျွန်တော်တို့မြင်ပါတယ်သူကအနာပြကိုကအနာပြသူကအနာပြကိုကအနာပြဆိုတော့ဒေါ်လန်ကြီးကဘုံရန်သူပြောက်သွားမှဖြစ်ဖြစ်တယ်ဘုံရန်သူကချင်းချင်းတောင်မှဖြစ်သွားနိုင်တယ် မေဘပြည်သူများအားလုံးပဲမင်္ဂလာပါရှင်။တက္ကလက်တန်ဖို့စီရဲ့ Youth and Women Affair Program မှနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ်။ဒီပတ်အစီအစဉ်မှာတော့ဘလဝါကောင်စီရဲ့တွဲဖက်အတွင်းရင်မူဆရာလူကာကိုဖိတ်ခေါ်ထားပါရယ်ရှင်။မင်္ဂလာပါဆရာ။ဟုတ်ကဲ့မင်္ဂလာပါဆရာ။ဟုတ်ကဲ့ပါရေဦးဆုံးအနေနဲ့ကျွန်တော်တို့အစီအစဉ်လေးမှာပါဝင်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါရယ်ရှင်။ဟုတ်ကဲ့ပါ။ โอเคสรุปအရင်ဆုံးနေနေပေါ့เนาะဆရာအာဒီတော်လှန်ရေးကိုဘယ်လိုပုံစံနဲ့အစတင်ဝေရောက်ခဲ့လဲဆိုတာလေးလည်းမိတ်ဆက်ပေးပါဦးပြီးတော့လက်ရှိအာဆရာဘယ်လိုအဖွဲ့အစည်းမှာဘယ်လိုတာဝန်နေနဲ့ဆောင်ရွက်နေလဲဆိုတာလေးကိုအရင်ဆုံးနေနဲ့မိတ်ဆက်ပေးပါဦးရှင်ဟုတ်ကဲ့ပါဒီလိုမျိုး Cladan Post အာဖက်ကနေ interview ခွင့်ရအကြောင်းလေးသူပဲခြေစုပ်တင်ရှိကြောင်းပြောလို့ပါတယ် အာကျွန်တော်နာမည်တော့ဆလိုင်းလူကာပေါ့လေအာကျွန်တော်ဒီအာနာမသိင်ခင်မှာတော့ဒီဘာတာရေးចောင်းမှာចောင်းတက်တယ်ကြံကြအာ MT final year မှာဒီအာတက်ဖို့လုပ်တဲ့ချိန်မှာကိုဗစ်ចောင်းတဲ့အာចောင်းလေးပိတ်တယ်ပိတ်ပြီးနောက်မှာဒီအာနာသိမ့်မှုကိုအာဂျုံလာရတာဖြစ်ပါတယ်အဲ့ဒီဂျုံလာရတဲ့ချိန်မှာကိုရဲ့နေမည်ဖက်မှာပြန်လာပြီးတော့ဒီလိုမျိုးတော်လည်ကြီးကိုစတင်လှုပ်ဆောင်ခဲ့တာပါဆိုတဲ့ဟာလေးပြောပြချင်ပါတယ်ဒုတိယအနေနဲ့ကျွန်တော်ဒီ တော်လည်းလေးနှစ်ကကလာမှာလှူဆောင်ခဲ့တာတွေတော့ဒီအစားမှာတော့2017ကုန်ပိုင်းမှာတော့ကျွန်တော်ဒီ CDF ဘလက်ဝါရဲ့ဒူဥက္ကဋ္ဌနှစ်နေရာမှာကျွန်တော်တာဝန်ထမ်းဆောင်ခဲ့ပါတယ်ပြီးတော့အဲ့ဒီနောက်2022မှာဆိုတော့ဒီဘလက်ဝါကိုပိုင်ဥချိုးတော့ခရိုင်ခေါင်စီဆိုပြီးကျွန်တော်တွားခဲ့ခုတဲ့အချိန်မှာ အာကျွန်တော်ကဒီစမီဒေတာအတွက်အကောင့်စီဝင်တယောက်အနေနဲ့ကျွန်တော်အထန်ဆောင်ဖြစ်ပါတယ်2024 24မှာတော့ဒီ Black Wall Council ဆိုတော့ကျွန်တော်ထပ်ပြီးတော့ဖွဲ့ဖွဲ့ခဲ့တယ်ဒီ Black Wall Council မှာဒူအော့တာနှစ်နေရာမှာကျွန်တော်တို့ကျွန်တော်တာဝန်ယူဖြစ်ပါတယ်အခု2025ဆိုတော့အပြန်ပြီးတော့သူပြန်ပြောင်းလဲမှုလုပ်တဲ့ချိန်မှာကျွန်တော်ကဒီ PC ရဲ့ Black Wall Council ရဲ့အတွေ့ဖက်တွင်းမှုဖြစ်တယ်လို့ကာကွယ်ရေးဒီ CTF Black Wall ကာကွယ်ရေးတာဝန်ခံအနေနဲ့ကျွန်တော်တာဝန်ထမ်းဆောင်နေပါတယ်ဆိုတာကိုလေးရှေ့ဥစွာမိတ်ဆက်လိုပါတယ်ဟုတ်ကဲ့ဆရာ ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆိုတော့အာလက်ရှိကျမတို့ရဲ့ဆရာခုနပြောသွားတယ်ကျမတို့ဒီ new dollar year ဆိုလို့ရှိရင်ဒါ၄နှစ်ကျော်၅နှစ်တာကာလဖြစ်တယ်ပေါ့နော်ဆိုတော့အာဆရာတို့ပလဲဝတ်ဒေတာအနေနဲ့လဲဒါအဖွဲ့စီတစ်ခုပြီးတစ်ခုအာဒါအပြောင်းလဲတွေလောက်တာတွေကိုလည်းကျမတို့ကြားရတယ်ဆိုတော့ဆရာတို့အနေနဲ့ဒီပလဲဝတ်ကောင်စီဖွဲ့စည်းရခြင်းရဲ့ရည်ရွယ်ချက်လေးကိုလည်းပေါ့နော်အာဘေးဘပြည်သူတွေကိုပြောပြပေးပါဦးရှင့်ဟုတ်ကဲ့ပလဲဝတ်ကောင်စီရဲ့ အတိကဖွေးစီရတဲ့ယူချက်ကတော့ကျွန်တော်ဘလောက်ဝဒီသူဟာဒီဘလောက်ဝနေမီကိုအနိုကာကာခွေဖို့ဖြစ်တယ်ပြီးတော့ကျွန်တော်တို့အစမှချင်းတပြီလုံးအကျွန်တော်တော်လန်ကြီးကိုတဆူတစီထေးမတော်နိုင်လို့တကြောင်ဒီဘလောက်ဝကောင်စီအနေနဲ့ကျွန်တော်တို့အမီမီရဲ့မြို့နယ်ကိုကန်ကျမကိုခန်တီခွန်းဆိုရဟာဟိုတွားကြတော့ကျွန်တော်တို့လေဘလောက်ဝကောင်စီအနေနဲ့အတိကကျွန်တော်တို့ရဲ့နေမီအကျွန်တော်တို့ဟာချင်းပြင်းနေဖြစ်ပါတယ် အာဒီချင်းတနေပလက်ဝါကိုကျွန်တော်တို့ကာကွယ်ရမယ်စောင့်ရှောက်ရမယ်ပြည်သူလူထုတွေကိုလည်းအတိတ်ကဝန်ဆောင်မှုပေးပေးရမယ်အခုတော်လှန်ရေးကာလဒီကိုဗစ်နဲ့ဆက်ပြီးတော့ဒီကလေးသူငယ်များလေးဒီပညာရေးလေးကောင်းကောင်းမမတော်နိုင်ဘူးကြံတဲ့ရန်တရားလေးကောင်းကောင်းမမတော်နိုင်လို့ကြောင်းဒီဟာကိုကျွန်တော်တို့အကောင်းဆုံးရန်တရားကိုဟိပတ်မယ် ီးတော့ကျွန်တော်တို့ဒီဘလက်ဝမြို့နေဟာကျွန်တော်ချင်းပြနေဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ထိမ့်သိမ့်မယ်ယဉ်ကျေးမှုစာပေတွေကိုကျွန်တော်ကျွန်တော်ထိမ့်သိမ့်မယ်ဆိုတာကိုကျွန်တော်တို့ဒီဟာနဲ့ရေချက်နဲ့ကျွန်တော်လုတ်ခဲ့တယ်ပြီးတော့ကျွန်တော်ရဲ့ principle ဖြစ်မှာတစ်ချက်ရှိတာဘလက်ဝဟာ1948ခုနှစ်ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်အုပ်ချုပ်ပုံအခြေခံဥပဒေ1924ခုနှစ်ပြည်ထောင်စုရှိုစလေတမဒနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ2008 ခုနှစ်ပြည်ထောင်စုတမ္ဒမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတုတ်တွင်အစဉ်အစဉ်အဆက်ဖော်ပြရှိတိချင်းပြင်းနေဟာပလောက်ဝဖြစ်တဲ့ဆိုတာကိုကျွန်တော်တို့ထင်ထင်ဖို့အာဖြစ်တယ်ပြီးတော့ပလောက်ဝမှာလိုအပ်တဲ့ဟာတွေအများကြီးရှိရှိတာပေါ့လေအဲ့ဒီဟာကိုမိမိရဲ့ချင်းလူမျိုးဟာချင်းတွေပဲအုတ်ချုပ်စီမံမှုရတဲ့အစင်တီကျွန်တော်တို့တွားမယ်ဆိုပြီးတော့ဒီဟာကိုပလောက်ဝကောင်စီကိုကျွန်တော်တို့ ခရစ်စီကီယာချင်းဖြစ်ပါတယ်လို့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါနောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဒီတော်လှန်ရေးကာလကလည်း၅နှစ်တာကာလဖြစ်လာတဲ့အခါမှာပြည်သူလူထုတွေအနေနဲ့လည်းပဲအာဒါအမျိုးမျိုးပေါ့နော်ဒုက္ခပေါင်းများစွာကိုခံစားရင်းနဲ့တချို့တော့အာ ဟိုပြည်သူတွေမှာလည်းပဲငင်းငွေလာတာမျိုးတွေပြီးတော့တန်တရားဖြစ်လာတာမျိုးတွေရှိတယ်ပေါ့လေဒီတော်လှန်ရေးကအောင်မမလားဆိုတဲ့ဟာမျိုးတွေပေါ့နော်ဆိုတော့ဆရာအနေနဲ့ရောဒီຫນွေဦးတော်လှန်ရေးကြီးအပေါ်မှာလက်ရှိအချိန်ထိပေါ့လေအာဆရာရဲ့သုံးသက်ချက်လေးနည်းနည်းလောက်ပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ကျွန်တော်ဒီဟာနဲ့တုံးတက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီဒေါ်လာရေးက1988အရေးခင်းတဲ့ဒီ ်တအနေဦးတော်လန်ကြီးဟာအမတမကွာချမှုရှိပါတယ်2023တော်လန်ကြီးဒီအနာသိင်းရဲ့နောက်မှာဖြစ်ပေါ်လာတဲ့နေဦးတော်လန်ကြီးဟာကပတ်တမိုင်းမှာမကြုံဖူးလောက်အောင်တကယ်ခြေပြန့်တဲ့လူထုရဲ့ပါဝင်မှုစိတ်ဓာတ်ပြင်ထန်မှုကိုကျွန်တော်တို့တွေ့ရတယ်ဆိုဆိုတာလည်းရှိဥစွာပြောလိုပါတယ်ပြီးတော့အထူးတစ်ဖြစ်တော့လူငယ်ပေါ့လေဒီအနာရှင်စနစ်ကိုစန့်ကျင်တဲ့ချိန်မှာအကြမ်းဖက်နီးနဲ့ကျွန်တော်တို့လှုပ်ရှားမှုတွေလုပ်တယ်ပြီးတော့လက်မပေါ် ထပ်ပြစန္ဒပြခေတာပေါ့လေစန္ဒပြထိမတော်မှကိုကိုတရန်ကုန်မှာစန္ဒပြခေတာပေါ့အဲ့ဒီနောက်ပိုင်းမှာစစ်တပ်တွေကထိန်းချုပ်နိုင်စွမ်းမရှိတဲ့ချိန်မှာသူတို့ကသူတို့ရဲ့အာဏာကိုအာဏာကိုတုံ့လုပ်ပြီးသူတွေကိုဖြိုခွင်းတယ်ဖြိုခွင်းပြီးတော့နောက်မှာလူငယ်တွေကဒီလိုမျိုးဆက်သွားရင်မရတော့ဘူးဒီတော်လည်းကြီးကကိုကိုခုခံပိုင်ခွင့်ရှိမှတာလင်ရမယ်ဆိုပြီးတော့ ရရလက်နက်ကိုကိုင်းပြီးတော့ဒီမြန်မာနိုင်ငံတကွမ်းလုံးမှာ PDF တို့နဲ့အတူခြားတော်လက်နက်ကိုင်းဖွဲ့စည်းအလုံးကဒီတော်လည်ကြီးကိုတစ်ထည့်ဝင်ပါဝင်ရတာကျွန်တော်တို့ခုခံရတာကိုတွေ့တွေ့ရတယ်အဲ့ဒါကြောင့်ねကျွန်တော်တို့ရဲ့လူထုဒိုင်းရဲ့မျော်လင့်ချက်ကပါလဲဆိုတော့ရွေချက်ကပါလဲဆိုတော့စစ်အာဏာရှင်စနစ်ကိုအမြစ်ဖြတ်ပြီးစစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြထောင်စု ဒီဆောက်ရေးအကုန်လုံးလိုလားတို့ကြောင့်ဒီဟာကိုလှုပ်ဆောင်ရချင်းဖြစ်တယ်အဲ့ဒါကြောင့်လည်းကျွန်တော်တို့ဒီတော်လန်ကြီးဟာမဖြစ်မနေအောင်ပဲလို့ကျွန်တော်အနေနဲ့ပြောပြောချင်တယ်ပြီးတော့မြန်မာပြည်သူလူထုရဲ့လွတ်လပ်ရေးနဲ့တရားမျှတမှုပေါ်စိတ်တက်ပြင်းထန်တဲ့ဟာတွေပြီးတော့ထက်သန်တဲ့ဟာတွေပြသနေပြီးအခုချိန်မှာအဲ့ဒါကြောင့်လည်းကျွန်တော်တို့ဟာဒီတမိုင်းဟာတော်လန်ကြီးဟာတမိုင်းဝင်တဲ့အလှည့်ပြောင်းတစ်ခုလုပ်ပဲ အာကျွန်တော်ကအောင်မြင်မယ်လို့တုံးသက်ပါတယ်ဟုတ်ကဲ့ဆရာမဟုတ်ကဲ့ပါဆိုတော့ခုနဆရာပြောသလိုပဲဒါဒီဒီတော်လှန်ရေးရဲ့အစကလူငယ်တွေရဲ့ကြွေးကြော်သံနေပေါ့နော်ဆန္ဒပြမှုတွေနဲ့အာစတင်ခဲ့တာဖြစ်တယ်သူနည်းလကောင်းမယ်တော်လှန်ရေးတောက်လျှောက်ဒီကာလမှာလည်းပဲဟိုအဖွဲ့အစည်းတိုင်းကိုကြည့်လို့ရှင်လူငယ်တွေရဲ့ဥဆောင်ပါဝင်မှုတွေကိုတွေးရတယ်ပေါ့နော်ပြီးတော့တစ်ဆက်တည်းမှာပဲအမျိုးသမီးတွေရဲ့အာဥဆောင်ပါဝင်မှုကိုလည်းအကောင်ကောင်ပါလာတာကိုတွေ့ရတယ်ပေါ့လေဆိုတော့အဲ့ဒီပေါ်မှာရောဆရာရဲ့အမြင်ကိုသိချင်ပါတယ်ဟိုဒီလူငယ်တွေပြီး တော့မှအမျိုးသမီးငယ်လေးတွေရဲ့ဥဆောင်ပါဝင်မှုကဒေါ်လာရေးရအောင်မြင်ဖို့အတွက်ဘလောက်တည်းအရေးပါတယ်ဆိုတာလေးကိုလည်းပဲပြောပြပြပေါင်းရှင့်ကျွန်တော်မြန်မာနိုင်ငံမှာဆိုတော့ဒီ2023အာနာသိမ်းပြီးတော့နပိုင်းမှာတော့ကျွန်တော်တို့လူငယ်တွေဒီအမျိုးသမီးတွေတော်တော်များဒီအာနာသိမ်းတာကိုမလိုတော့ကြောင်းတို့ရဲ့ကြာအတက်ကန္တာကနေအတတိကနေတို့အာနာဖြစ်ဆန်ရေလောက်ကြတယ် CDM တွေလောက်ကြတယ်တို့ရဲ့အလုပ်တွေကိုစွန့်ပြပြီးတော့ တော်လန်ကြီးမှာပါဝင်ကြတော့ဗောလေ2017နောက်ပိုင်းမှာတော့လူငယ်တွေပဲလှုပ်တာများတယ်လူကြီးထက်လေလူကြီးထက်လူငယ်တွေကပို့ပြီးတော့အတန်တယ်ပြီးတော့အမျိုးသမီးတွေလည်းပို့ပြီးတော့လှုပ်ရှားလာတဲ့ဟာကိုအများကြီးကျွန်တော်တွေ့တွေ့ရတယ်အဲ့ဒီဟာကိုကြည့်မယ်ဆိုတော့ဒီအစိုးရရန်တရားချုပ်ဖြတ်နိုင်ဖို့ရက်တနိုင်ဖို့ကဒီလူငယ်တွေဖြစ်ဖြစ်တယ်အခုချိန်မှာလေအဲ့ဒီလူငယ်တွေကဥဆောင်ပြီးတော့ဒီကြားရကန္တာကနေလှုပ်ဆောင်တဲ့ချိန်မှာ ပြောမယ်ဆိုတော့တော့အမျိုးသမီးတွေဆိုတော့တော်လန်ကြီးမှာအာနာဖြစ်ဆန်တဲ့ဖက်မှာဥဆောင်တဲ့အချိန်မှာလှုပ်ဆောင်တဲ့အချိန်အချိန်မှာကြည့်မယ်ဆိုတော့6ဆရာခိုင်နှုန်းအထစ်တောင်မှအမျိုးသမီးတွေကအာရှေ့တန်းမှာပြေးပြီးတော့လှုပ်တာတွေလေးကျွန်တော်တို့မြင်တွေ့ခဲ့ရတော့ပေါ့လေအာပြီးတော့ဒီလက်နက်ကင်လက်ချင်းမှာတော်ကောင်အမျိုးသားနဲ့တန်းတူအမျိုးသမီးလေးတွားနိုင်တာပေါ့အမျိုးသမီးတွေလည်းလှုပ်ဆောင်နိုင်တယ်အာကြည့်မယ်ဆိုတော့စန္ဒပြလို့မရတော့ဘူးဆိုတော့အချိန်မှာလက်နဲ့ကင်လက်နဲ့ကင်ပြီးတော့နောက်မှာအ အမျိုးသမီးတွေလေလက်နဲ့လက်ကင်တယ်ရှေ့တန်းနဲ့တွားတယ်ပြီးတော့သူတို့သူတို့ကိုတာဝန်ပေးတဲ့ဒီဖောက်ပိုးရေးမလေးဒီအမျိုးသမီးတွေကဥဆောင်တဲ့ဟာကိုကျွန်တော်တွေ့ရတယ်ပြီးတော့ဆေးတသားတို့ဗန္ဒာရေးတို့ဇယင်းတို့ဘာတို့ကအတတော်များအဖွဲ့စည်းတိုင်းကိုကြည့်တဲ့ချိန်မှာမြန်မာနိုင်ငံရဲ့တော်လန်ကြီးအဖွဲ့စည်းတိုင်းကိုကြည့်တဲ့ချိန်မှာအမျိုးသမီးတွေကပါဝင်တက်ကြွတာကိုအများကြီးကျွန်တော်တို့ မြင်တွေ့ရတော့လေပြီးတော့လူငယ်တွေပေါ့ဒီလူငယ်တွေအမျိုးသမီးနှစ်သူတန်းသူအရှေ့ပြေးပြောအလုပ်လုပ်ခဲ့ခဲ့တာပေါ့လေအစမှာဆန္ဒပြချိန်မှာလူငယ်တွေကရှေ့ပြေးပြောကပါတီအောင်လူငယ်တွေကပြတာခဲ့တာဖြစ်တယ်အဲ့ဒီဟာကလူငယ်တွေရဲ့တကယ်မြင့်မြတ်တဲ့ဒီတော်လန်ကြီးမှာပါဝင်မှုဖြစ်တယ်ဆိုတာလေးပြောပြောချင်တယ်အဲ့ဒါကြောင့်ねဒီလူငယ်တွေရဲ့အခန်းကဏ္ဍကအခုချိန်မှာကဒီတော်လန်ကြီး ဖက်ဒရယ်ဒီမိုကရေစီတည်ထောင်စုတည်ဆောက်တဲ့ချိန်မှာတလကောင်တည်ဆောက်ရေးမှာနိုင်ငံရေးပန်းတိုင်ကိုရှင်းရှင်းလင်းလင်းလင်းချမှတ်ပြီးတော်လန်ရေးကိုတွန်းအားပေးတဲ့နေရာမှာလူငယ်တွေကအတိတ်ကအခရာကြရဲဆိုတာလေအာကျွန်တော်ပြောပြောချင်တယ်ယခုတော်လန်ရေးဟာအမျိုးသမီးနဲ့လူငယ်တွေ ဟာဂျာမာအသက်အရွယ်ကိုအခြေမခံပဲနဲ့ဒီအာနာရှင်စနစ်ကကျွန်တော်တို့ဟိုခုနစ်ကျော်ထိတောင်မှအာနာရှင်တွေကကြီးစိုးပြီအဲ့ဒါကြောင့်လည်းကျွန်တော်တို့ဒီဟာကိုဒီတိုင်းပဲကျွန်တော်နေမှာဆိုရင်ကျွန်တော်တို့လူငယ်ဘဝကလည်းတော်တော်လေးအရာရောက်မှာမဟုတ်ဘူးပြောမယ်ဆိုတော့ဟိုအရင်ကဆိုဆိုတော့ဒီမြန်မာနိုင်ငံဟာဒီအာရှထိမှတောင်မှအကောင်းဆုံးသောတက္ကသိုလ်ကျောင်းလေးရှိတယ် အာပြီးတော့တကယ်ပညာရေးပိုက်မှာတော့နန်ချကတော်မှဒီမှာလာတင်တဲ့အဆင့်ထစ်တော်မှရှိတဲ့မြန်မာနိုင်ငံကြီးကဒီလိုမျိုးညွန်ညွန်ပြစ်စီနေတာဟာကိုလူငယ်တွေကဆက်ပြီးတော့မခံနိုင်တော့ဘူးအဲ့ဒီထက်ကျွန်တော်တို့ဟာတကယ်ဒီဖက်ဒရယ်ဒီမိုကရေစီနဲ့တန်းတူတဲ့တကယ်လူတိုင်းရဲ့လွတ်လပ်ခွင့်လူတိုင်းရဲ့တန်းတူခွင့်တွေရရှိပြီးတော့တကယ်ကျွန်တော်လေကပါမနပတ်တိဆိုရဟာကိုတွားမဲ့အချိန်ရောက်ပြီးဆိုရဟာကိုလူငယ်အားလုံးကသဘောပေါက်တယ် ပြီးတော့ခွေးစိပုံဆိုင်ရာပြုပြင်ပြောင်းလဲမှုမှာလည်းအကောင်းဆုံးပေါ်ဆောင်နိုင်မယ်ဆိုတာကိုကျွန်တော်ယုံကြည်တယ်အရေးပါတယ်ဆိုတာလေးပြောပြောချင်တယ်ဒါကြောင့်မို့အမျိုးသမီးနဲ့လူငယ်တွေရဲ့တက်ကြွဥဆောင်မှုဟာအာနာရှင်စနစ်ကိုတွန့်လှန်ချေမှုန်းဖို့ရန်အတွက်မျက်မှောက်ရဲ့တော်အားဖြစ်ုံတမကပဲကျွန်တော်တို့တော်လန်ရဲ့အောင်မြင်ပြီးနောက်မှာတည်ဆောက်ရမယ့် Federal Democracy နိုင်ငံတော်တည်အဓိကအခြေခံအုတ်မြစ်ပါချမှတ်နိုင်မယ်လို့ကျွန်တော်အနေနဲ့ အာယုံကြည်မှုရှိတယ်ဆိုတာကိုလည်းအာပြောချင်ပါတယ်ဟုတ်ကဲ့ဆက်မဟုတ်ကဲ့ပါနောက်တစ်ခုအနေနဲ့ကတော့ဒါလက်ရှိချင်းတော်လှန်ရေးအစုတွေကြားမှာဖြစ်ပေါ်နေတဲ့အငင်းပွားမှုနဲ့ပတ်သက်ပြီးတော့မှရောဆရာရဲ့အမြင်လေးလည်းသိချင်ပါတယ်ဆရာအနေနဲ့ဘယ်လိုမျိုးမြင်လဲပေါ့နော်ဒီအခြေအနေမျိုးကိုအာစီလုံးညီညွတ်မှုရရှိအောင်လို့ရောဘယ်လိုနီလန်းတွေနဲ့ဘူပေါင်းဆောင်ရွက်တင်တယ်လို့ဆရာအချံပြုလိုပါလိမ့်ရှင်ဟုတ်ကဲ့ကျွန်တော်ချင်းပြည်နယ်မှာဖြစ်တဲ့ပြဿနာတွေကခေါင်းဆောင်မှုပိုင်းမှာပဲလို့ကျွန်တော်မြင်တာပေါ့လေအစမှာကျွန်တော် ဒီဒီချင်းခုလုံးကိုခြုံပွရန်အတွက် ICNCC နဲ့ကျွန်တော်တို့တွားတွားခဲ့တာပေါ့လေ ICNCC နဲ့တွားခဲ့ပေမဲ့လေတနှစ်ကြော်လောက်ပဲခံတာပေါ့လေအဲ့အဲ့ထဲမှာခေါင်းဆောင်တွေကတချို့ခေါင်းဆောင်တွေကထွက်လိုက်ဒါနဲ့ဒီဟာကိုချင်းခုလုံးကိုမခြုံနိုင်တော့ဘူးအဲ့တော့ကျောင်းနဲ့ကျွန်တော်တို့ CGDC ကိုပြန်သွားတာပေါ့လေ CGDC မှာလည်းကျွန်တော်တို့လည်းအကုန်လုံးပါဝင်တော့ပေါ့ CGDC မှာသွားတယ် CGDC မှာတနှစ် အာလောက်ကျွန်တော် run တယ်ကောင်းကောင်းမွန် run တယ်အဲ့ဒီနောက်ပိုင်းမှာဒီ CC server ထွက်တယ် CC ကိုကုန်လုံးဆွေးနွေးတယ်ဆွေးနွေးပြီးတော့နောက်မှာဒီ CC ကိုဖွစ်စီခါစားပေါ့လေအဲ့ချိန်မှာ choke CC ကိုမကြိုက်တဲ့သူရဟိုချင်းဘရတာဟုဆိုပြီးတော့အထွက်ခေးရတာလည်းရှိတယ်အဲ့ဒီပฏิပခတွေကအတိတ်ကတရားခံကတော့ခေါင်းဆောင်မှုဆိုင်ရာပဲ ထင်ပါတယ်အဲ့ဒီခေါင်းဆောင်ရိကတ်တာအာစစ်စီလုံးလုံးနဲ့သူ့ရဲ့အဖွဲ့အစည်းကြီးတဲ့အဖွဲ့အစည်းတွေကအဖွဲ့အစည်းတေးတဲ့ဟာကိုအထင်မသေးဖို့အတိတ်ကလိုအပ်တယ်အခုတော်လန်ကြီးကာလမှာအာသူတို့ကအဖွဲ့အစည်းတေးတယ်ကျွန်တော်တို့ကအဖွဲ့အစည်းရကြီးတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကနှစ်ပေါင်းဒီလောက်ရှိပြီဆိုရဟာကိုအတိတ်ကအုံမြင့်အခြေခံမယူဘဲနဲ့အခုတော်လန်ကြီးဟာပြည်သူလူထုရဲ့တော်လန်ကြီးဖြစ်တယ်အားလုံးပါဝင်မှု ရှိမတာလင်ဒီတော်လန်ကြီးကအောင်မြင်မယ်ဆိုတော့ဘုံဂျန်တူကအာနာချင်းစနစ်ဆိုတာကိုကျွန်တော်တို့ထားပြီးတော့တွားမယ်ဆိုရင်ဒီနေ့တဲ့ချင်းခေးကိုယ်မှာမဟုတ်ပါဘူးဒါမဲ့လေကျွန်တော်တို့ရဲ့ချင်းတွေကအရင်ကတည်းကလေးသူ့တောင်မင်းနဲ့သူအုပ်ချုပ်တာကိုအဲ့ဒီစနစ်ကိုပြန်တွားတယ်လို့မျိုးဖြစ်သွားတာပေါ့လေအဲ့ဒါအကြောင်းနဲ့အခုချင်းတွေကအကွက်ကွေးအပြည့်ပြည့်ဖြစ်လာတယ်ဒါပေမဲ့ကွေးပြမှုအကြောင်းကဘယ်လောက်ထိပြည်သူလူထုအပေါ်မှာကြားဆုံးမှုတွေ့ရတယ်လဲဆိုတော့အများကြီး ယုံကြည်မှုတွေကြဆင်းခဲ့ရတယ်ပြီးတော့ဒီတော်လန်ကြီးအင်အားစုရဲ့ထောက်ခံမှုလေးအပီတူထွေးထောက်ခံမှုလေးကြဆင်းတယ်ပြီးတော့ဒီလိုမျိုးဆက်သွားနေမယ်ဆိုရင်ကျွန်တော်အဖွဲ့စီဟာဒီချင်းပြည်ဟာသစုစီတဲ့ဖြစ်ပေါ်မှာတမအကြောင်းမဲ့အဲ့ဒါအကြောင်းနဲ့တော်တော်နဲ့ပြောရမယ်ဆိုရင်ဒီချင်းဟာအဖွဲ့စီအတွင်းကိုယ်လွေမှုတွေကိုထုတ်ဖော်ပြသပြီးတော့ကျွန်တော်ပြောချင်တဲ့အချင်းကုန်ခံရမယ့်အချင်းမဟုတ်ပဲ ဘုံရန်သူကိုအာယုံဆူဆိုင်ပြီးအပ်ပြန်ပြီးဆူစီဖို့အရေးကြီးတဲ့အချိန်ဖြစ်တယ်လို့ကျွန်တော်တို့မြင်ပါတယ်ဘယ်လိုမျိုးနဲ့စီလုံးမလဲဆိုတော့ကဲကျွန်တော်တို့ကျွန်တော်တို့ရဲ့နိုင်ငံရေးမျှော်လင့်ချက်ကပါလဲကျွန်တော်တို့တော်လန်ကြီးလှုပ်ရတဲ့ရည်ရွယ်ချက်ကပါလဲဆိုတာကိုအတိအကျကျွန်တော်တို့စဉ်းစားရမှာဖြစ်ဖြစ်တယ် ဘေးခေါဆောင်မဖြစ်ဘေးအဖွဲစီးပဖြစ်အကျွန်တော်တို့အခုချိန်မှာတယောက်နဲ့တယောက်ရန်တိုက်ရမလားမဟုတ်နဲ့ချင်းချင်းတိုက်ရမလားမဟုတ်နဲ့ချင်းချင်းဝေဖန်မှုကိုပို့ပြီးနှောက်ဆော်ရမလားဆိုတဲ့ဟာကိုပဲကျွန်တော်တို့တွေးနေတာ哦အဲ့ဒီဟာကိုကျွန်တော်တို့ဖေးပြီးတော့ကျွန်တော်တို့ရဲ့ဘုံရန်တူကပီတူလဲကျွန်တော်ရင်မှန်ချက်ကဖက်ဒရယ်ဒီမိုကရေစီဒီဆောက်ရေးပြထောင်စုဒီဆောက်ရေးအတွက်ကျွန်တော်တို့အလွတ်လုတာပဲကျွန်တော်အာနာရှင်စနစ်ကိုကျွန်တော်တို့မကြိုက်လို့အာနာရှင်စနစ်ကိုတွန်းလှန်နေတဲ့ဖွဲ့စည်းပဲဆိုတဲ့ဟာကို ကိုယ့်ရဲ့ခေါင်းဆောင်တတိရဲ့စဉ်စားတဲ့အထင်မှာ mindset တွေပြောင်းဖို့လိုအပ်တယ်အဲ့ဒီ mindset မပြောင်းသေးတော့ကျွန်တော်တို့ချင်းတော်လန်ကြီးကဒီလိုတိုင်းမဖြစ်ဖြစ်မှာဖြစ်ပါတယ်ပို့ပြီးတော့ဆိုးနိုင်တည်တယ်အဲ့ဒီမဆိုးခင်မှာကျွန်တော်တို့အာဒီနိုင်ငံကြီးတမားတွေကိုခေါ်ပြီးတော့တော်လန်ကြီးအဖွဲ့အစည်းတွေခေါ်ပြီးတော့အာရက်ဖက်ပြည်သူတွေကိုခေါ်ပြီးတော့တကယ်ကောင်းမွန်တဲ့ညှိနှိုင်းမှုဒီချင်းတွေကိုပြနေတဲ့ဟာကိုပြန်ပြီးတော့တင်းမြဖို့အရင်ကတော့ CNC နဲ့တွားမယ်လို့ပြောပြောတယ်ဒါပေမဲ့ CNC group ဖွဲ့ဖွဲ့တော့ဖွဲ့တယ်ဒါပေမဲ့ ဲ့ဒီနေ့ဒီချိန်ထိအလုံးမဖြစ်ဘူးပေါ့လေအဲ့လိုမျိုးတွေအများကြီးကျွန်တော်ချင်းမှာတွေ့ရတော့ဒီဟာတွေကိုကျွန်တော်ကျွန်တော်ရည်မှန်းချက်ကဒီ Federal Democracy ဖြစ်တော့ကြောင်းအကုန်လုံးဒီမှာအရက်ဖက်ကောနိုင်ငံကြီးတမဟောတော်လည်းရင်အဆူရောစူပေါင်းတော့ညှိနှိုင်းမှုတွေအချင်းချင်းလှုပ်အလှုပ်ရမယ်ညှိနှိုင်းမှုလှုပ်တဲ့အချိန်မှာကျွန်တော်တို့ဘယ်လိုမျိုးလှုပ်ရမလဲဆိုတော့ဒီညှိနှိုင်းမှုကနေ ခေါင်းဆောင်မှုကိုစူပောင်းခေါင်းဆောင်မှုကိုတိဆောက်ရမှာပဲစူပောင်းခေါင်းဆောင်မှုကိုမတိဆောက်ပြီးတော့ကျွန်တော်တို့ तू ကအဲ့နေရာမှာ position ယူရပဲ तू ကအဲ့နေရာမှာရထူယူရပဲဆိုတော့ကို तू အနာကိုအနာကိုပဲအမြဲတမ်းကြီးတက်တဲ့တဘဝကမပြောက်ပြီတော့လေပြီးတော့နိုင်ငံကြီးရဲ့တည်ဒီကလေးအမမှန်မှုလို့ပဲပြောရမလားပေါ့လေအဲ့လိုမျိုးရှိနေတော့ တကယ်ကျွန်တော်ချင်းပြတူလူထုကိုချစ်သလားချစ်ရင်မပူပေါင်းနိုင်စရာမရှိဘူးကိုမှရှိတဲ့ဒီပြတူလူထုတွေကဒီလိုမျိုးဆက်ဖြစ်ရင်ဘယ်သူနာမလဲပြတူလူထုပဲနာအနာမယ်ဒီပြတူလူထုမနာအောင်ခုချင်းပြနေမှာကြည့်မဆိုရင်ဒီတရားရခိုင်နှုံးမှာကိုယ်ဆရာခိုင်နှုံးကတော့ထိမ့်ချုပ်နေမြအထီတော်မှဖြစ်နေပြီဒါမဲ့လေပြတူလူထုရဲ့ခုချင်းပြမပြန်နိုင်တဲ့ဘူးဘာကြောင့်လဲစီလုံးမှုမရှိလို့ဖြစ်ဖြစ်တယ် ဒီစီလုံးမှုရှိဖို့ကျွန်တော်ခုနပြောထားတဲ့လိုမျိုးဘုံလုံးညှိနှိုင်းဆွေးနွေးပြီးတော့ဒီအကြံပြုချက်တွေကိုအတည်ယူပြီးတော့ဘယ်လိုမျိုးပြန်လေပြီးတော့စူပောင်းခေါင်းဆောင်မှုကိုပြန်ပြီးတော့တိဆောက်ပြီးတော့ဒီတော်လန်ကြီးကိုတွားရမယ်ဆိုဆိုတာလည်းပြောပြောချင်တယ်ပြီးတော့နောက်ဆုံးအနေနဲ့သူ့နဲ့သူ့အဖွဲ့အစည်းအတွင်းမှာဝေဖန်မှုကိုလည်းကျွန်တော်တို့ချောချရမယ်အခုကြည့်မယ်ဆိုတော့ချင်းပြင်းနေရဲ့စစ်စီမကောင်းတဲ့ဝေဖန်မှုလေးရှိသလိုစီပီမကောင်းတဲ့ဝေဖန်မှုလေးရှိရှိတယ်အဲ့ထက်မှာ ော်တော်လေးရုပ်တိမရှိတဲ့ဝေဖန်မှုလက်များကြီးကျွန်တော်တို့တွေ့ရတာပေါ့လေဖန်တော့ဝေဖန်တာပေါ့လေဒါပေမဲ့လေဒီအဖွဲ့စီတစ်ခုလုံးကိုမထိခိုက်ဖို့အဲ့လိုမျိုးဝေဖန်မှုကတော့ကျွန်တော်တို့အသွားတင်တယ်အဲ့ဒီအကြံပြုချက်ကနေတဆင့်ကျွန်တော်တို့အဖွဲ့စီအလုံးအချင်းချင်းကွေးပြမှုကိုပေးဖီထားပြီးတော့ကျွန်တော်တို့ပြန်လေပြီးတော့တညီတညွတ်တေးပူပေါင်းဆောင်ရွက်ဖို့အမှတ်အမှတ်အရေးကြီးတယ်ဒီလိုမျိုးဆောင်ရွက်မယ်ဆိုရင်ကျွန်တော်ချင်းပြပြန်လေပြီးတော့စီလုံးမယ် ဒီလိုမျိုးမဟုတ်ဘဲနဲ့သူကအာနာပြကိုကအာနာပြသူကအာနာပြကိုကအာနာပြဆိုတော့ဘယ်လိုမှဒေါ်လန်ကြီးကဘုံရန်သူကိုပျောက်သွားမှဖြစ်ဖြစ်တယ်ဘုံရန်သူကချင်းချင်းတောင်မှဖြစ်သွားနိုင်တယ်အခုတောင်မှဘာမှမဟုတ်ဘဲနဲ့အာကျွန်တော်အချင်းချင်းလူတွေဖြုံတိကြတယ်ဘယ်လောက်ထိနှမြောဆရာကအကောင်းလဲလူရဲ့အသက်တစ်ချောင်းကိုဘယ်လောက်ထိနှမြောဆရာကအကောင်းလဲဘာမဟုတ်တဲ့အဖွဲစီအာဟိုဖက်ဖွဲဒီဖက်ဖွဲဆိုပြီးတော့ခွဲခြားမှုတွေအာရှိပြီးတော့အချင်းချင်းတိုက်ကြတယ် ပฏิပခတွေကျွန်တော်တို့ခေါ်ဆောင်ကြတယ်ပြောင်းပြအသက်တွေပြည့်စက်ကြတယ်ဘလောက်ဖြစ်မမျောเสียကောင်းတယ်အဲ့ဒီဟာတွေကိုကျွန်တော်တို့ပြန်လေးပြီးတော့တင်းမြတ်ဖို့ကျွန်တော်တို့ဘုံရန်သူဟာစစ်ကောင်စီဖြစ်တယ်အနာရှင်စနစ်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့မမမမတိရှိပြီးတော့ကျွန်တော်တို့ဒီဟာကိုပြန်လေးပြီးတော့ညတ်ပြူပေါင်းပြီးတော့ သွားမယ်ဆိုရင်ဒီတော်လန်ကြီးကကျွန်တော်ချင်းအတွက်စီလုံးမှုတရားလေးဖြစ်မယ်ဖြစ်ပါတယ်ဟုတ်ကဲ့ပါနောက်တစ်ခုကတော့ဒီအာလူတော်လန်ရဲ့ပုံမှာအင်းကြီးချင်းနိုင်ငံတွေရဲ့ရည်တည်ချက်တွေကိုဆရာအနေနဲ့ဘယ်လိုတွေအာထင်မြင်ယူဆထားလဲပေါ့နော်ဘယ်လိုတွေမြင်လဲပြီးတော့အဓိကအနေနဲ့တော့ချင်းအင်အားစုအနေနဲ့ကတော့ဒါအိန္ဒိယနိုင်ငံနဲ့အဓိကဆက်ဆံနေလို့ပြောရမှာပေါ့လေဆိုတော့အင်းကြီးချင်းနိုင်ငံဖြစ်တဲ့အိန္ဒိယနိုင်ငံအပေါ်မှာရောဒီလူတော်လန်ရဲ့အတွက်ဘယ်လိုမျိုးပံ့ပိုးကူညီမှုတွေပေးစေချင် ာလဲဆရာအနေနဲ့ပေါ့နော်အိနေချင်းနိုင်ငံရဲ့ပန်ပုံမှုကိုတော့အများကြီးလို့လိုချင်တာပေါ့လေအာကျွန်တော်တို့ကြည့်မယ်ဆိုတော့ဒီကျွန်တော်ချင်းဆိုတော့အိန္ဒိယနဲ့တော်တော်လေးနေနမိတ်ချင်းဆက်တဲ့ဟိုနိုင်ငံပေါ့လေအိန္ဒိယကိုကြည့်မယ်ဆိုတော့အိန္ဒိယကကမ္ဘာမှာအကြီးဆုံးဒီမိုကရေစီနိုင်ငံလက်ဖြစ်ဖြစ်တယ်လို့အာမြန်မာနိုင်ငံနဲ့လည်းဆက်ဆက်တဲ့နိုင်ငံလေးဖြစ်တယ်အမှန်ဆိုတော့ဒီလိုမျိုးတော်လန်ကြီးကာလမှာ mix တွေကောင်းလေး အဖြစ်ကိုဖြစ်ရမယ်ပြီးတော့ဒီ mix ရေကောင်းလေးဖြစ်မယ်အင်းချင်းကောင်းလေးဖြစ်မယ်ပြီးတော့လုံချုံရေးစီပွားရေးလူအလူတာချင်းစာနာမှုဒီလေနိုင်ငံရဲ့အရေးပါတဲ့ဟာတွေကိုအိန္ဒိယနိုင်ငံကနေပေးပို့ပန်ပို့ပေးစီချင်တာပေါ့လေဒီလိုမျိုးပန်ပူမှုအဖြစ်ကျွန်တော်တော်လန်ကြီးအာအင်အားလေးပို့ပြီးတော့အားရှိမှာ哦ဒီအိန္ဒိယနိုင်ငံတော်လကောင်တခြားနိုင်ငံတော်လကောင်ဒီတော်လန်ကြီးအင်အားစုကိုအတိမတ်ပြုဖို့ ဆက်ဆံပေးဖို့လေအမတမလိုအပ်တာပေါ့လေပြီးတော့ကျွန်တော်တို့အတိတ်ကလိုချင်တာကတော့ဒီစစ်ကောင်စီပေါ်မှာနိုင်ငံတကာမှာအိန္ဒိယကဖိအားပေးဖို့အမတမလိုအပ်တယ်ဒီစစ်ကောင်စီကိုချုပ်ချပါတယ်သူမတရားအာဏာသိမ်းမှုကိုသူကယူထားပါတယ်အာဆိုပြီးတော့ပြည်သူဖက်မှာယက်တီပေးဖို့လေအာကျွန်တော်တို့ကမြေရန်လိုချင်တာပေါ့ဒီလိုမျိုးယက်တီချင်းအဖြစ်ကျွန်တော်တို့ဒီတော်လန်ကြီးလှုပ်တဲ့ချိန်မှာကျွန်တော်တို့တော်လေအင်အားတစ်ခုဖြစ်ဖြစ်တာပေါ့လေ ပြီးတော့အိန္ဒိယနိုင်ငံနဲ့ဥမာလက်နက်ရောင်းချရေးတော်လကောင်စီပူပေါင်းမှုတွေကိုလေကျွန်တော်တို့လိုအပ်တယ်ပေါ့လေအခုဆိုဆိုတော့မြောင်းလှိုင်နဲ့ဆိုတော့ပို့ပြီးတော့သူတို့ကဆက်ဆံရေးကောင်းလာတယ်အာအ мян ဆုံးဒီဟာကိုလေရက်တန်ဖို့လေကျွန်တော်တို့အနေနဲ့လိုချင်တယ်ပေါ့လေလုံဝကိုရက်ဆိုင်စေချင်တယ်ပေါ့ပြီးတော့မြန်မာနိုင်ငံရဲ့စစ်ဆောင်တွေအတွက်လူသားစာနာမှုနဲ့ဒုက္ခတွေများကိုပံ့ပိုးကူညီပေးဖို့ကျွန်တော်တို့ကအဓိကလိုတဲ့ဟာကအဲ့ဒါပဲ အခုဒုက္ခတွေတွေမြောက်များစွာဒီအိန္ဒိယနိုင်ငံမှာဖြစ်တယ်ချင်းဒုက္ခတွေတွေပေါ့လေအာကျွန်တော်ဒီတိုက်ပွဲအကွင်းမှာအိန္ဒိယဖက်ထပ်ပြေးရခိုလုံ ရတဲ့ဒုက္ခတွေထောင်ပေါင်းများစွာရှိတယ် အဒီဟာရကိုနိုင်ငံတကာစံနှုန်းနဲ့အညီလုံခြုံမှုတွေအကာအကွယ်တွေပြီးတော့အခြေခံဖြစ်တော့ကျန်းမာရေးပညာရေးဆိုင်ရာအကူအညီတွေကိုပေးစေချင်တာပေါ့လေကျွန်တော်တို့အခုချိန်မှာကျွန်တော်တို့တော်လန်ရဲ့အနေနဲ့တော့မပေးနိုင်ဘူးဒါပေမဲ့အိန္ဒိယကအင်းချင်းချင်းကောင်းလေးဖြစ်တယ်လို့ကျွန်တော်တို့ရဲ့ mix တွေကောင်းလေးဖြစ်တယ်ဆိုတာကိုပြောတင်မိဘူးဒီဒုက္ခတွေအရေးကိုလေသူတို့ကကောင်းကောင်းလေးနိုင်ငံတကာစံနှုန်းနဲ့အညီသူတို့ကကာကွယ်ပေးရမယ်လုံခြုံမှုလည်းပေးပေးရမယ်အာလိုအပ်တဲ့ဝန်ဆောင်မှုကိုလေး အာအိန္ဒိယကပေးစီချင်ပါတယ်ဆိုတာလည်းပြောပြောချင်တယ်ပြီးတော့ပြောမယ်ဆိုတော့အခုနောက်ပိုင်းဆိုတော့မြန်မာနိုင်ငံကလူတွေကိုကျွန်တော်တို့ဒုက္ခတွေပေါ့လေအဲ့ဒီဟာတွေကို ပိတ်ပင်မှုတွေအများကြီးကျွန်တော်တွေ့လာရတယ်ပြီးတော့ဒီနေဆက်ခြံတကားတော်မှာခက်ရတဲ့အဆင့်တိတော်မှာတို့ဖြစ်ဖြစ်နေရှိလာတယ်အဲ့ဒီလမ်းကြောင်းကိုလေဒုသာနာမှုကိုညီလမ်းကြောင်းအဖြစ် ဖွင့်ပေးဖို့လေအမတမဖွင့်ပေးစေချင်တယ်ဆိုတာလည်းပြောပြောချင်တယ်ဟုတ်ကဲ့ပါဆိုတော့နောက်တစ်ခုအနေနဲ့ဒါလက်ရှိမှာစကားစကားနေပြီးတော့မှပြုလုပ်မဲ့ရွေးကောက်ပွဲပေါ့နော်ဒီရွေးကောက်ပွဲကိုဒီတွက်လိုင်းအင်အားစုတွေအနေနဲ့ဘယ်လိုတွေတုံ့ပြန်ဆောင်ရွက်တဲ့နယ်လို့ဆရာအနေနဲ့အကြံပြုလိုပါလဲရှင်အခုစကားစားတွေကျင်းပမဲ့ရွေးကောက်ပွဲပေါ့လေအမှန်ဆိုတော့ဒီရွေးကောက်ပွဲဟာနိုင်ငံတကာထောက်ခံမှုရအောင်လုပ်မှာပဲ သူကရွက်ောက်ပွေးကိုကျင်းပမယ်သူတို့ရှိတဲ့နေရာမှာပဲကျင်းပမယ်ထင်ပါတယ်အခုချင်းမှာဆိုရင်လေဟာခါနဲ့တည်တိမ်ပေါ့အဲ့ဒီနှစ်ခုကိုပဲသူကကျင်းပနိုင်မယ်မြန်မာနိုင်ငံတစ်ဝက်လုံးတော့သူကျင်းပနိုင်မှာမဟုတ်ဘူးဒါပေမဲ့သူကတော့ရွက်ောက်ပွေးကိုကျင်းပမယ်ဒီမိုကရေစီအတွင်ကုပြောင်းရဲ့အတွက်သူကလှုပ်ဆောင်မယ်အဲ့ဒီဟာကိုလှုပ်ပြီးတော့လွတ်တော်ခေါင်ပေါ့လေ လွတ်တော်ခေါ်ပြတိုင်းတာပေါင်းစုံတိုင်းတာဝတ်စုံလို့ဝတ်ခိုင်းမှာပေါ့လေဒီဟာကကျွန်တော်တို့ဟာရစ်ကော့ကွစ်ကိုဒီလိုမျိုးရှိတယ်ဒီလိုမျိုးရှိတယ်အဲ့ဒါကြောင့်ねတိုင်းတာအားလုံးလေးထောက်ခံပါတယ်ဆိုပြီးတော့နိုင်ငံတကာကိုသူကပြသမှာပေါ့ပြသပြီးတော့သူကနိုင်ငံတော်စီမံအုပ်ချုပ်ခွင့်ရမယ်ဆိုတာကိုသူကကြင်ညာပါလေအဲ့လိုမျိုးရှင်ရှင်ပေါ့ဒါပေမဲ့ဒီရွေးကောက်ပွဲဟာ အတူအယောင်ပဲဖြစ်မယ်လို့ပြောချင်တယ်ပြီးတော့နိုင်ငံကြီးရဲ့လှေကွက်ထောင်ချက်တခုတားလို့ပဲကျွန်တော်ကပြောချင်ပါတယ်မြင်မိပါတယ်အမှန်ဆိုတော့တရားဝင်မှုမှမရှိတာဒီလိုမျိုးလှုပ်ချင်းအဖြစ်ပို့ပြီးတော့တရားဝင်မှုမရှိချင်းအဖြစ်လူထုတွေကလည်းလုံးဝထောက်ခံမှာမဟုတ်ဘူး တော်လန်ရေးအားစုကလေးဒီရွက်ကောက်ပွဲဟာအတူအယောင်ဖြစ်တယ်ဆိုတာကိုအကုန်လုံးဟိုတခေါက် NUG လေးဒီ statement ထုတ်တာလေးကျွန်တော်တွေ့ရတယ်သူတို့တမကပဲတခြားတော်လက်နက်ကင်ဖွဲ့စည်းတွေလုံးဝလက်ခံမမဟုတ်ဘူးကျွန်တော်တို့တော်လန်ရေးအခုမှထွက်ပေါ်လာတဲ့ပြည်သူတော်လန်ရေးအဖွဲ့အစည်းလေးဘယ်သူမှဒီရွက်ကောက်ပွဲကို လက်ခံမဟုတ်ဘူးအဲ့ဒါကျွန်တော်ကျွန်တော်ပြပြတတထုတ်ပေါ်ရမှာပဲဒီဟာကအတူအယောင်ရွက်ကွက်ပွေဖြစ်တယ်ဒီဟာကနိုင်ငံရေးလှစ်ကွက်တစ်ခုတာ ဖြစ်တယ်ဆိုဆိုတာကိုကျွန်တော်တို့ပြပြတတကျွန်တော်တို့ရက်တည်ရမှာပေါ့ပြောဆိုရမှာပေါ့လေအာပြီးတော့ဒီတူလူထုကိုလေပြောရမယ်စီယုံရမယ်ဒီဟာကမြောက်အောင်လှိုင်ရဲ့အနာရှင်ကြီးစိုးဖွင့်ရန်အတွက်နိုင်ငံရေးထွက်ပေါက်အနေနဲ့သူကရှာရတာပါဆိုတာတွေကိုလေဒီတူလူထုကိုလေပြောပြရမှာပေါ့ ပြီးတော့ဒီဟာကတော်လန်ကြီးအင်အားစုအတွက်အမတမအနောက်ချက်လေးအများကြီးတော့ဖြစ်မှာမဟုတ်ဘူးလို့ကျွန်တော်ကတော့သိမိတာပေါ့လေအာကျွန်တော်တုံ့ပြန်တင်တဲ့ဟာကတော့အများကြီးပါ statement တွေထုတ်မယ်ဒီဟာကမင်းအွန်လိုင်းရဲ့ရက်ကောက်ပွဲအတူအယောင်ပါဆိုတာတွေ လုံးဝအဆန်းတင်ရမှာပြီးတော့ဒီဟာကိုနေစင်ပြီးတော့ဥမာ PDF တို့ပြီးတော့ထားတော့လက်နက်ကင်အဖွဲ့စည်းတို့ပြီးတော့အဲ့လိုမျိုးဒီဟာကကိုယ့်ရဲ့ထင်းချုံနေမြေမှာကိုကပြည်သူလူထုကိုစီယုံရမယ်အုတ်ချိုးရဲ့ရန်တရားကိုလေမမမမရက်တီအောင်ကျွန်တော်လှုပ်ပြီးတော့ဒီအာနာရှင်စနစ်ရဲ့လှုပ်ဆောင်နေတော့ဒီရွက်ကောက်ပွဲဟာတရားဝင်မှု လုံးဝမရှိကြောင်းကျွန်တော်တို့ကိုဒီတော်လန်ကြီးကို ကိုအောင်လုတ်တဟဖြစ်ချောင်းကိုပြတူထုကိုပြောဖို့အမတမအရေးကြီးတယ်ပြီးတော့နီကုံချုပ်အနေနဲ့ဒီရွက်ကောက်ပွေးနဲ့ပြောမယ်ဆိုဆိုတော့စကစားရွက်ကောက်ပွေးတီအာနာရှင်စနစ်ကိုတရားဝင်ဖြစ်စဉ်ချုပ်ပန်တီအကွက်တစ်ခုတာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ပြောပြီးဒီတော်လန်ရေးအင်အားစုအနေနဲ့လေ၎င်းတို့ကျွန်တော်တို့အာယုံစိုက်ထားတဲ့စစ်ဘန်တော့ဖက်ဒရယ်ဒီမိုကရေစီအတက် ပြန်ပြီးတော့စီလုံးညီမြတ်စွာပြပြတတဆက်လက်ပြီးတော့အကောင့်ထေခေါ်တွားဖို့ဒီအထိမရနာပြီနဲ့ကျွန်တော်ပို့ပြီးတော့အလုလုပြီးတော့ဒီဖက်ဒရယ်ဒီမိုကရေစီဒီဆောက်ရေးအတွက်အကောင့်ဆုံးရေမှန်းချက်မျောမှန်းချက်ကိုတော့ကျွန်တော်မူတည်ပြီးတော့စစ်စီလုံးလုံးနဲ့ဖွဲ့စည်းတိုင်းကပြတတအနာရှင်ရဲ့ရွက်ောက်ပွေဟာသူ့ရောင်ဖြစ်တယ်ဆိုတာကိုထုတ်ဖော်ပြီးတော့ကျွန်တော်စီလုံးမှုကိုပြန်တိဆောက်ပြီးတော့အကောင့်ထေပေါ်ပွင့်အတွက်အမှန်တမ်းအရေးကြီးတယ်ဆိုတာကိုပြောလိုပါတယ်ဟုတ်ကဲ့ဆရာမ ဟုတ်ကဲ့ပါဆိုတော့နောက်ဆုံးနေနဲ့ဒါတော်လှန်ပြည်သူတွေကိုပေါ့နော်ဆရာအနေနဲ့ဗာမြဖြစ်စုပြီးတော့မှပြောကြားလို့ပါလေရှင်ဟုတ်ကဲ့တော်လှန်တဲ့ပြည်သူတွေကိုကျွန်တော်ပြောချင်တာ လုံးဝဘယ်လောက်ပဲကျွန်တော်ခက်ခဲပါစေဒီတော်လန်ကြီးကခက်ခဲမှာပဲဒီတော်လန်ကြီးကဘာမှမရှိတဲ့ထဲကနေလှုပ်ဆောင်ရတဲ့တော်လန်ကြီးဖြစ်တယ်ပြီးတော့ကျွန်တော်အခုချင်းပြေဆိုတော့ CDF တွေကအစမှာတုံမိတနက်ကိုကင်ပြီးတော့စတင်ပြီးတော့တော်လန်ကြီးကိုလှုပ်ဆောင်ရရတာဖြစ်တယ်ဒီနေ့ဒီချိန်ထိအာနာရှင်စနစ်ကိုတွန်းလှန်တဲ့ချိန်မှာအခက်ခဲတော့အများကြီးရှိပါတယ်ဒါပေမဲ့လေဒီတူရဲ့ပါဝင်မှုကအမှန်တမ်းအရေးကြီးတယ်လူတိုင်းကသူ့ရဲ့ကန္တ ရှိတယ်ဥမာထောက်ကိုလန်ကြောင်းနဲ့ပါဝင်မလားတော့ငွေကြီးအဖြစ်ပါပါဝင်မလားစီးပွားရေးအဖြစ်ပါဝင်မလားသူရဲ့ကန္တာအလုံးကိုဈေးမလျှော့ဘဲနဲ့ဆက်လက်ပြီးတော့ပါဝင်ဖို့အမှန်တမ်းအရေးကြီးတယ်ပြီးတော့ဒီမြန်မာနိုင်ငံတခွန်းလုံးနဲ့ကြီးမယ်ဆိုဆိုတော့ CDM တွေခုချိန်မှာစိတ်အာမငေးဘဲနဲ့ဆက်လက်ပြီးတော့ဒီအာနာရှင်စနစ်ကိုတွန့်လှန်ဖို့ဆက်လက်ပြီးတော့အထောက်ကြရအောင် အာကျွန်တော်ပြည်သူတွေလေအဲ့ဒီဖက်မှာကျွန်တော်တို့ရက်တီပြဖို့လဲအမတမအရေးကြီးတယ်အခုတော်လန်ကြီးကပြည်သူတော်လန်ကြီးကိုပြည်သူရှိမှတာလင်းဒီတော်လန်ကြီးကအောင်မှာဖြစ်တဲ့အကြောင်းပြည်သူလေစီလုံးပါဒီအာနာရှင်စနစ်နဲ့ပေါန့်တာထက်ပြည်သူအချင်းချင်းပေါင်းလို့ပိုကောင်းတယ်ဆိုဆိုတာလည်းပြောချင်တယ်အဲ့ဒါကြောင့်လည်းပြည်သူဖက်မှာဒီစကားစားဖွေးတော်လကောင်းပြည်သူဖက်မှာပြန်ပြီးတော့ရက်တီပြပါပြည်သူတွေလေးပို့ပြီးတော့အားထုတ်ကြပါဒီလိုမျိုး အားထုတ်မယ်ဆိုရင်ကျွန်တော်တို့မကြာမီမှာဒီတော်လန်ကြီးကိုမုတ်ချအောင်မယ်ဆိုတာလေးဒီလိုသူအလုံးကိုကျွန်တော်တိုက်တွန်းချင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအခုလိုမျိုးဖြည့်ကြပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမ thank you ပါ